အလုံးမမင်္ဂလာပါကျွန်တော်ကတော့တင်ထွန်လင်းခနဲ့ကျွန်တော်တို့ဒီဗီဒီယိုမှာ crypto ဈေးကွက်ပြောင်းလဲဈေးကွက်တင်ရချက်လက်တွေနဲ့လက်ရှိဈေးကွက်ပေါ်မှာ crypto ဝယ်ထားခြင်းနဲ့မိတ်ဆွေတွေအနေနဲ့ short term long term ဘယ်လို plan တွေထားချောင်းလဲဈေးကွက် direction တွေကဘယ်လိုရှိနေလဲပေါ့နော်ဒါတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တစ်ချက်နားလည်မယ်ပေါ့လက်ရှိကျွန်တော် BTC ရဲ့ current price ကိုကြည့်ကြည့်မယ်ဆိုရင်တော့6000 6000 9000ကြားထဲမှာရှိနေတာကိုကျွန်တော်တွေ့ရတယ်တခြား ETH SHRP BNB Solana Doge ADA BCH LTC FS.NCP ပေါ့ဒီ coin တွေကလည်းဒါ BTC နဲ့အတူတူတက်လာတဲ့နေထားမှာကျွန်တော်တွေ့ရတယ်ပေါ့ ရာတဲ့ ChatGPT နီးရပေါ့ဒီကွန်ရရနဲ့ downside မရှိနေတာကိုကျွန်တော်တွေ့ရတယ်ဆိုတော့ဒါမင်းရတဲ့ဆိုင်ကနေတော့ quantum တော်များများနည်းနည်းပြန်ပြီးတော့ဒါထပ်ဘက်ကိုမှုဖြစ်လာတယ်လို့ကျွန်တော်ပြောလို့ရတယ်ပေါ့ဆိုတော့ကနေ့ညမှာကျွန်တော် FOMC result ကလည်းထွက်ပေါ်ရှိရပေါ့နော်တကယ်လို့အဲ့ဒီမှာကျွန်တော် interest rate cut up ဖြစ်မှာဆိုရင်တော့ဒါဒီကွက်တော့ပို့ပြီးတော့ကောင်းတာပေါ့ဒါ cut up မဖြစ်ဘူးပေါ့နော်အရင်တိုင်းရှိမှာဆိုရင်လည်းဒါဒီကွက်တော့ကောင်းတယ်ပေါ့နော်အာဆိုတော့အာကနေ့ညကတော့နည်းနည်းစောင့်ကြည့်ရမှာပေါ့နော်ဒါ trade လုပ်တဲ့သူသားကတော့နည်းနည်း active ဖြစ်ရမယ်အနေထားတစ်ခုပေါ့ ဆိုတော့ဘာကြောင့်ဘာကြောင့် FOMC meeting ကကျွန်တော်အရေးကြီးလဲလို့ပြောတော့ကျွန်တော်က FOMC result ခွက်တိုင်းခွက်တိုင်းဒီခွက်ကသူ့ရဲ့ behavior ပေါ့နော်ပြောင်းလဲတက်တာရှိရပေါ့ဆိုတော့ဒါမှမဟုတ်လဲကျွန်တော်ချတေကတော့ဒါ front back ကိုပဲရှိနေပါပေါ့နော်ဆိုတော့ဆက်ပြီးတော့လဲကျွန်တော်တို့ entry point target တွေကိုနားလည်လို့ရအောင်ကျွန်တော်တို့ဒါ four hour chart pattern ကိုတစ်ချက်လောက်ကြည့်ကြအောင်လက်ရှိဒီမှာ BTC က four hour chart pattern ရကျွန်တော်တို့ကြည့်မယ်ဆိုရင်ဒါဒီခွက်ကပြောင်းလဲမှာရှိနေတာကိုကျွန်တော်တွေ့ရတယ်အပြောင်းလဲမှာရှိနေသေးတယ်တော့ကျွန်တော်တို့ဒါ high 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 low pattern တွေကိုတွေ့နေရမှာပေါ့နော် ီးတော့ကျွန်တော်တို့ candle ကလည်း200 EMA အထက်မှာရှိတဲ့အတွက်ကြောင့်လွတ်တာစေကွက်ကဘာပဲနေနေရ fan back ကိုပဲဒါပို့ပြီးတော့ဦးစားပေးနေတယ်ဆိုတဲ့အနေအထားတစ်ခုလည်းဖြစ်တယ်ပေါ့ဆိုတော့ဒီကျွန်မအတွက်ကျွန်တော်တို့အတွက် NG point ကဘယ်လိုဖြစ်မလဲပေါ့ကျွန်တော် inventory မှာတော့ပြောထားခဲ့တာရှိရပြီနော်တကယ်လို့ကိုယ်စီမှာ capital နဲ့ရတယ်ဆိုရင်တော့ကျွန်တော်တို့ကိုးတောင်းကနေပြီးတော့ကိုးတောင်းနဲ့ထောင်ပေါ့နော်အဲ့ဒီဝင်ကျင်ကြီးကြတဲ့ဒီကိုကျွန်တော်တို့ဒါအချိန်ပေးပြီးတော့စောင့်မယ်ပေါ့အာတကယ်လို့ကျွန်တော်ကိုကမစောင့်နိုင်ဘူးပေါ့နော်ကိုယ်စီမှာ capital လက်များတယ်ဒါ long term အတွက်လည်း hold ထားနိုင်တယ်ဆိုရင်တော့ကျွန်တော်တို့ အရှိ9000 4000 9500ပေါ့နော်အဲ့ဂျားထဲမှာဒါ NTU လို့ရတယ်ပတ်တော်မနေရလဲဒီကွက်ကားရဲ့နေဝင်ချင်မှာရှိတော့ကျွန်တော် NTU ထားဖို့ပြောထားခဲ့တာရှိရပေါ့နော်လက်ရှိအချိန်မှာ NTU ထားတဲ့သူတွေဆိုရင်တော့လက်ရှိဆိုရင်ဒါ profit ထဲမှာရှိမယ်ပေါ့ဆက်ပြီးတော့လဲကျွန်တော်ကဒါကနေ့ညနေကြီးရောက်ရင်လည်းဖြစ်ဖြစ်ပေါ့နော်ဒါမှမဟုတ်လဲဒါဒီကွက်မှာနည်းနည်း movement change ပြီးတော့မှကျွန်တော်ဒါ9000 4000 9500ပေါ့နော်အဲ့ဂျားထဲမှာရောက်လာမှာဆိုရင်တော့ကျွန်တော် first entry ကို small margin low leverage အဲ့ဒီမှာယူမယ်ပေါ့ ပြင်းတော့ကျွန်တော်တို့အတွက်ဟိုဘက်မှာ target တွေကတော့ကျွန်တော်ပြောထားတဲ့အတိုင်းပေါ့နော်။တသိန်း9000ပြင်းတော့တသိန်း3000ဟိုဘက်မှာတသိန်း9000တသိန်း8000ဘောနော်အဲဒီလိုနဲ့ကျွန်တော်တို့ပြည်ပြည်သွားမယ်ပေါ့။ဆိုတော့ဒါကျွန်တော်ဖွားဝါ chat ကိုဒါပို့ပြီးတော့ကြက်ပြတ်အောင်ကျွန်တော်ပြောရမယ်ဆိုရင်တော့ကျွန်တော်အရင်တော့ဆိုရင်ဒါ8000 3000 8000 4000ကျွန်တော် spot မှာရှိနေတော့ဆိုရင်အဲ့ဒါကိုကျွန်တော် break လုပ်ပြီးတော့မှဒီကွက်က down side ကိုရောက်ခဲ့တယ်ပေါ့နော်။ခဏတောင်း9000အောက်ကိုရောက်ခဲ့ပြီးတော့မှအဲ့ကနေပြန်ပြီးဒီကဘာကြီးဖြစ်လာပြီးတော့လက်ရှိဆိုရင်ကျွန်တော်တို့ဒါ9000 6000အထက်မှာရှိနေတော့ဒါအားလုံးကြည့်ကြတဲ့အတိုင်းပေါ့ ဆိုတော့ဈေးကွက်မှာကျွန်တော်တို့ဒါ upfront ဘက်ကိုရောင်းတယ်လို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့လက်ရှိကျွန်တော်ရဲ့ spot line က9000အနေ9000ဖြစ်တယ်ပေါ့အရင်တော့ကတော့ကျွန်တော်တို့ target တစ်ခုဖြစ်ခဲ့တယ်ပေါ့နော်ဆိုတော့လက်ရှိဒါကျွန်တော်တို့ spot line တစ်ခုဖြစ်တယ်ဆိုတော့ဈေးကွက်ကအထက်ကိုကောင်းကောင်းမှု move မဖြစ်ခင်မှာကျွန်တော် spot ကိုတစ်ချက်လောက်ပြန်လာပြီးတော့ test လုပ်နိုင်တယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်9000အနေ9000အထိကိုဒါရောင်းနိုင်တယ်လို့ဒါပြောတဲ့အကြောင်းပေါ့နော်ဆိုတော့အဲ့ကနေကျွန်တော်အထက်မှာ resistance အနေနဲ့ကတော့ဒါ3800 3800ပေါ့နော် အဓိကတော့ကျွန်တော်38000 38000ကိုကျွန်တော်ကောင်းကောင်းမွန် cross လုပ်နိုင်မှာဒီကွက်မှာဟိုဘက်ကိုကျွန်တော်ကောင်းကောင်းမွန် multi bull market တွေ comment ထားကြတဲ့ target တွေကိုတဖြည်းဖြည်းနဲ့ chip လုပ်နိုင်မယ်ပေါ့ဆိုတော့ဒါကတော့ကျွန်တော်ဒါ power watch chart area ကျွန်တော်ဒါနားလဲတာဖြစ်တယ်ပေါ့နော်ကျွန်တော် daily ရတစ်ချက်ကြည့်ကြည့်အောင် daily ရဆိုရင်လည်းကျွန်တော်ဒီဒီကွက်ကတော့ uptrend မှာရှိရပေါ့အဲရင်ကျွန်တော်ဒါ down trend မှာရှိနေတုန်းကဆိုရင်တော့ lower low lower high pattern တွေကိုကျွန်တော်တွေးခဲ့ရတယ်ပေါ့နော်လက်ရှိပြန်ပြီးတော့ကျွန်တော်က friend map ကိုရောက်တဲ့အချိန်မှာကျွန်တော် hard high hard low pattern တွေကိုတွေ့လာရတယ်ပေါ့ ဆိုတော့ဒီမှာတော့ကျွန်တော်သတိထားမှာကတော့ကျွန်တော် important spot line ပေါ့နော်လက်ရှိကျွန်တော် spot line ကတော့9000အနေ9000နဲ့ထောင်ပေါ့ဒါပေမဲ့ကျွန်တော်ရဲ့ဒါ important spot line တခုအနေနဲ့ကျတော့9000အနေ9000နဲ့ထောင်ပေါ့နော်ဒါကျွန်တော်ရဲ့ DC point တခုဖြစ်တယ်ပေါ့ဟိုဘက်မှာကျွန်တော် resistance အနေနဲ့ပြောရမယ်ဆိုရင်တော့3000 9000 3800ပေါ့နော်ဆိုတော့လက်ရှိဒီဂျာရမ်မှာရှိနေတဲ့ပြည်တော့ကျွန်တော်က bullish လည်းမဖြစ်ဘူး bearish လည်းမဖြစ်ဘူးပေါ့နော်ဆိုတော့တကယ်လို့ကျွန်တော်က3800 3800ကိုကောင်းကောင်းမှ cross လုပ်မယ်ဆိုရင်တော့ဈေးကွက်ကကောင်းကောင်းမှ ता बुलमार्ग सापे भिलो चना क्लोरो या रे सो र डाटा मोड चना डाट ते तई खुने ठाउ ते तई से ठाउ सो रे टारगेट का चना ते पुबी ए ची या बनो सो र डा फोवा वा चार्ट पटन या हो डेली या हो सिग्वे का रा प्लान ने मा सी या बो सो र लेसी चना पुबी रो लॉन्ग टाइम अटवा ना ले लु या हो वीकली चार्ट को ते छला ना ले या हो बो वीकली या रो चना इन ग्रे आ प्यो ला रा बनो वीकली या सो इन रो चना डा အပန်တဲ့မှာပဲရှိရပါတော့အပန်တဲ့မှာရှိနေသေးတယ်ဆိုတော့ဒါဟာဟာဟာလို့ပတ်တန်ရိုးပဲတွေ့ရမှာဖြစ်တယ်ပေါ့ အရင်ကျွန်တော်တို့ weekly အရဒါ hard high pattern လုံးကဆိုရင်တစ်သိန်းအထက်ကိုကျွန်တော်ကောင်းကောင်းမမှုဖြစ်ပြီးတော့မှဒါကျွန်တော် down trend ကိုပြန်ရောက်တဲ့အချိန်မှာတော့အာ9500အောက်ကိုနည်းနည်းလေးရောက်ခဲ့တာရှိရပေါ့အဲ့ကနေကျွန်တော်ပြန်ပြီးတော့ recovery စတင်တာလက်ရှိဆိုရင်လည်းကျွန်တော်တစ်သိန်းဝန်းကျင်အထိပြန်ရောက်နိုင်ခဲ့ပြီပေါ့နော်ဆိုတော့ဒါဘာပဲနေနေစီကွက်က daily အရရော weekly အရရောကျွန်တော်ဒါအာ whole hour အရရောကျွန်တော် up trend ထဲမှာရှိရလို့ပြောလို့ရတယ်ပေါ့ဆိုတော့ကျွန်တော်ဒီ save point ကလည်းကျွန်တော်ဒီ weekly အရရလာတာဖြစ်တယ်ပေါ့နော် weekly ကကျွန်တော်9000နဲ့9000နဲ့1000ပေါ့ဒါအရင်အရင်တစ်ကြိမ်လုံးကကျွန်တော်ရဲ့ဒါပြောမယ်ဆိုရင် spot line တစ်ခုဖြစ်တယ်ပေါ့နော်9000နဲ့9000နဲ့1000ဆိုတာဆိုတော့လက်ရှိကျွန်တော်ပြန်ပြီးတော့အားဒါကိုကျွန်တော် important spot line အနေနဲ့ပြန်ယူမယ်ပေါ့ဟိုဘက်မှာကျွန်တော်ကတော့တသိန်း9000တသိန်း8000ကတော့ကျွန်တော်ရဲ့ resistance တွေဖြစ်တယ်အဓိကအားဒါတွေကိုကျွန်တော်က cross လုပ်နိုင်မှရမယ်ပေါ့နော်ဆိုတော့ဒါကတော့ကျွန်တော်ဒါလက်ရှိခနေ့ဒီကွက်ရဲ့ဒါ movement တွေပေါ့နော်ဒါတွေကိုကျွန်တော်ဒါကျွန်တော်အမြင်အရကျွန်တော်ပြောထားတာဖြစ်တယ်ပေါ့နော်ဒါဒီကွက်ရဲ့အနေထားကို ဆိုတော့ဒီဈက်မှာနားမလည်တာရှင်းရင်လည်းဒါကျွန်တော်လာပြီးတော့မေးလို့ရတယ်ပေါ့ပြီးတော့ကျွန်တော်နဲ့အတူတူ trade လုပ်ချင်တယ်ပေါ့နော်ဒါ future trade နဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့နားလည်စေချင်တယ်ဆိုရင်တော့ကျွန်တော်နဲ့အတူတူ Telegram မှာဒါကျွန်တော် channel join ပြီးတော့မှလာ trade လို့ရတယ်ပေါ့နော်အားလုံးပဲကျေးဇူးတင်ပါတယ်